တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေစပြီးတော့21ရက်နေ့အတွင်းကာလဟာကိုယ့်ရဲ့ဘဝရဲ့ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရှိတဲ့အနေထားချုပ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရည်မှန်းချက်စစ်တေကိုလက်တွေကောင်းထည့်ပေါ်ပြီးတော့အောင်မြင်တိုးတက်သောအနေထားတစ်ခုနဲ့ကံကြမ္မာမြင့်မားသောအခြေအနေတို့ကိုဖန်တီးရပိုင်ခွင့်ကြုံနေတဲ့ အနေထားကံကောင်းခြင်းနဲ့တိုးတက်ခြင်းဖွင့်တဲ့လူမျိုးခွဲအကျိုးပေးတဲ့အရဝင်းရနဲ့ကောင်းသောသတင်းစကားကြားရမယ်ခီးကိစ္စအစဉ်ပြေမယ်ဥတီချက်သည့်အစဉ်ပြေမယ်ခြံကားခန်းကိစ္စပြောဆိုမှုအောင်မြင်မယ်နေရဝင်းခြင်းသစ်တွေနဲ့ဆက်ဆံခြင်းဒါတွေအလုံးကြုံရနေမယ်ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုး ရရှိအောင်ကြိုးစားပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါမယ်။စံစာရည်ဒီမှာပေါ်ပေါက်လာတဲ့ခွင့်ရည်သစ်တွေကိုလက်တွေ့ဆောင်ရွက်ပြီးကိုယ့်ရဲ့အောင်မြင်မှုကံကြမ္မာကိုဖန်တီးနိုင်တယ်။၁၆ရည်နေ့ငွေကြေးကံကောင်းမဲ့လက်ဖွင့်မဲ့တကြံတက်နေတကြံတက်ချိန်ဖြစ်တဲ့မနေ့စနေတိုင်း52မိနစ်20ခန့်အချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါကောင်းခြင်းကံတွေရလာနိုင်မယ်။ ့18ရက်နေ့နှစ်စန်းတည်းနေ့ကောင်းသောကုသိုလ်ကောင်းမှုပြုရဲကောင်းတယ်အဲ့ဒီနေ့မှလည်းလက်ပွင့်မယ်ကံပွင့်မယ်လူပြည့်စုံမယ်ဒါပေမဲ့အဲ့ဒီနေ့ဟာမဟာယဇ်နဲ့တိုက်ဆိုင်နေတော့အသွာလာဂိူးဆန်ရမယ်အရှိတောင်ရကုသွားစင်းနေရှိတတ်တယ်ညနေ3နိုင်တဲ့4နိုင်ခွဲကြမှာအသွာလာဂိူးဆန်မယ်လူလေးယောက်တူသွားခြင်းမပြုနေအငင်းရှိ16ရက်နေ့ကတော့ရာရာဆင်ပြေသွားဒါပေမဲ့အဲ့ဒီနေ့ကငကမောင်ရက်နဲ့တိုက်တယ် တောင်ရက်ကိုတည်သွားစေနေရှိတတ်တဲ့နေ့၁၂နိုင်နဲ့တန်တန်ခွဲကြသတိထားရမယ်။ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ထူးခြားတဲ့အစီအပြေမှုပေါ်လာမယ်။၁၉ရက်နေ့မှာဥတီချက်သစ်နဲ့တိုးတက်မှုသစ်တွေရဲ့နှစ်သာရကိုရရှိမယ်။အဲဒီကံကြမ္မာနဲ့ရပယ်ခွင့်သစ်တွေပြန်လည်ရရှိပြီးတန်လန်းပေါ်မယ်။၂၀ရက်နေ့မှာရန်တိုက်ခါအလုံးကိုကျော်လွှားပြီးဘဝတိုးတက်မှုကိုရရှိမယ်။၂၁ရက်နေ့မှာရပယ်ခွင့်တွေလက်ဝယ်ရခြင်းစီးပွားကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်။ ကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနေ့ကနေတည်းလာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခွန်ကိုကနန်ကျိုးပေးတဲ့အစိမ်းရောင်အဖြူရောင်မိခွန်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံတွေတိုးတက်ခြင်းတွေရှိနိုင်မယ်။နေဤပန်းမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုစေဝလူဒါနာပြုပေးလိုက်ပါ။ယေရှုတင်ပါတယ်။